င်မြန်းထားတဲ့အတွင်စမ်းလောက်ပဲမြင်တင်လဲကန်းသူလဲကန်းငါလဲကန်းခဲပေါ်တင်ငတ်ရဲ့အနှစ်သာရမြင်အောင်မကြည့်နိုင်သမျှတော့စင်မြန်းထားတဲ့အတွင်စမ်းလောက်ပဲမြင်တင်လဲကန်းသူလဲကန်းငါလဲကန်းနေဦးမှာပဲအစင်အလုံးမဲမင်္ဂလာပါရှင်အဖက်စင်တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်နေကြဖြစ်တဲ့ကြပြားတွေကပြောတဲ့တော်လန်ရေးစကားအစီအစဉ်ကို တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီတစ်ပတ်အတွင်းကျမရွေးချယ်ထားတဲ့ကြ བྱ ာကတော့တင်ကန်းလို့အမည်ရပါတယ်ရှင်ဒီတင်ကန်းကြ བྱ ာကိုတဆဲဆရာတော်အရှင်သေးစာနန္ဒကရေးဖွဲ့ထားတာပဲဖြစ်ပါတယ်ရှင်အားလုံးပဲတော်လံမိဘပြည်သူများကျမနဲ့အတူ နားဆင်ခံစားကြည့်ကြရအောင်ပါရှင်ဒီနေ့ရွတ်ပြမယ့်ကြ བྱ ာကတော့တင်ကန်းဆိုတဲ့ကြ བྱ ာပဲဖြစ်ပါတယ် အသင်္ကန်းဆိုတဲ့ကဗျာကိုဦးသင်ချိန်ကရေးဆက်ခဲ့ပူပါတယ်အဲ့ဒီသင်္ကန်းကတော့အဲ့ဒီအကြောင်းအရာတွေကတော့ဦးသင်သင်္ကန်းနဲ့ပုပ်ကူဟာဘယ်အရာကပရဏကြတယ်လဲဒီသင်္ကန်းကိုဝတ်ယုံပြီးတော့မှအာရမအပေါ်မှာမိတယ်မိတွေနေကြတဲ့သင်္ကန်းပတ်ယဟန်တွေကိုရည်ရွယ်ပြီးတော့ဦးသင်ရေးဆက်ခဲ့တဲ့သင်္ကန်းကဗျာတစ်ပုဒ်ရှိပါတယ်ဒီသင်္ကန်းကတော့သင်ရဲ့ကန်းရဲ့ကိုခွဲပြီးတော့မှ you are blind ဆိုတဲ့အသေးပဲကိုဦးသင်ဆက်သူထားတာဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုလို့ရှိရင်ဦးသိန်းတို့ဗုဒ္ဓဘာသာဝင်တွေဟာသင်္ကန်းကိုဝတ်ယုံလိုက်တာနဲ့အဲ့ဒီရဲ့သင်္ကန်းဝတ်ယုံထားသူရဲ့အပြောအဆိုတွေအပြုအမူတွေအကြံစီတွေမှောက်မှားနေတာတွေကိုမမြင်တော့ပါဘူး။သူဘာပဲလုပ်လို့အမှန်တွေပဲမြင်ပြီးသူဘာပဲပြောပြောအကုန်လက်ခံနေကြတာဖြစ်ပါတယ်။ဒါကြောင့်အဲ့လိုလက်ခံနေကြရတဲ့သူတွေဟာဘလိုက်ကဲနေတာနဲ့အတူတူပါပဲ။ဒါကြောင့်ဒါကိုဦးသိန်းကဒီကောင်းစဉ်ကို သင်္ကန်းဆိုတဲ့အရာဒီတင့်ကိုကန်းသေးတဲ့အရာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ဒီသင်္ကန်းကပြာကို ပြန်လည်ပြီးတော့ရေးဆက်ခဲ့တာပဲဖြစ်ပါတယ်အားလုံးဤချုပ်နားသင်ခံစားပေးပါသင်္ကန်း you are blind ဆင်မြန်းထားတဲ့အသွင်စမ်းလို့ပဲမြင်တင်လဲကန်းသူ့လဲကန်းငါလဲကန်းခဲ့ရပေါ့သင်္ကန်းချုပ်လွှမ်းထားတော့ လမ်းမဖောက်နေတာလည်းမမြင် လမ်းမလျှောက်နေတာလည်းမမြင်လမ်းမရောက်နေတာလည်းမမြင်တင်ကန်းခြုံလွန်းထားတော့အမဖက်နေတာလည်းမမြင်ဓမ္မပြက်နေတာလည်းမမြင်တီလကွက်နေတာလည်းမမြင်တင်ကန်းခြုံလွန်းထားတော့ဝေဘံဖို့လည်းမမြင်ကျင်ဖယ်ဖို့လည်းမမြင် ပြင်မယ်လို့လည်းမမြင်သင်္ကန်းရဲ့အနှစ်သာရမြင်အောင်မကြည့်နိုင်သမျှတော့ ဆင်မြန်းထားတဲ့အသွင်ဆန့်လောက်ပဲမြင်တင်လဲကန်းသူ့လဲကန်းငါလဲကန်းနေဦးမှာပဲအစင်အရှင်ဒေသာနန္ဒတသိဒီကဗျာကို6ရက်6လ2025မှာရေးဆက်ခဲ့တဲ့ကဗျာပဲဖြစ်ပါတယ်ဒီသင်ကန်းကိုဖတ်ပြီးတော့မှသင်ကန်းရဲ့အနှစ်သာရကိုမြင်အောင်ကြည့်နိုင်တဲ့အသိမြင်ဗုဒ္ဓဘာသာဝင်ကောင်းများဖြစ်နိုင်ကြပါစေဟုတ်ကဲ့ဆရာတော်ဘုရားရေးဖွဲ့တည်ကုန်းထားတဲ့ဒီကဗျာလေးက ဒါဒီတင်ကန်းဆိုတဲ့ကြပြားထဲမှာပေါ့နော်ဆရာတော်ရေးဖွဲ့ထားတာကတော့စင်မြန်းထားတဲ့အတွင်ဆန်းလောက်ပဲမြင်တင်လဲကန်းသူလဲကန်းငါလဲကန်းခဲပုံဆိုတဲ့တပိတ်မှာ ကျမပြောပြစင်တာကတော့ပေါ့နော်ကျမတို့ဒီခေတ်မှမဟုတ်ပါဘူးဟိုးအရင်အရင်ကနန်းကဖုန်ကြီးရဟန်းတန်ခါတွေကလမ်းမားနေပြီဆိုရင်ဒါကျမတို့ကပြောချင်မိမဲ့လေဝိညာဉ်နဲ့မညီတဲ့ရဟန်းတန်ခါတွေတွေ့တဲ့အခါမှာကျမတို့အိမ်မှာမိဘတွေကိုပြန်ပြောပြရတယ်ပေါ့နော် အမေအဲ့ဒီဖုန်းကြီးကဒီလိုဒီလိုတွေလောက်တယ်အဲ့ဒီเจ้าမကတန်ဃာတော်တွေကဒီလိုတွေနေတယ်လို့ပြောရင်ဒါကျမတို့ရဲ့မိဘဘိုးဘွားတွေကမှအစဦးလေးအတော်တွေကမှအစပေါ့နော်ဟဲ့မပြောရဘူးသင်္ကန်းဝတ်ထားတာပေါ့နော်ငရဲကြီးမဲ့ဟိုသူတို့ဖုန်းကြီးပြောမဲ့ဆိုရင်လည်းသူတို့သင်္ကန်းစီးထားတဲ့ချင်းချင်းဖုန်းကြီးချင်းချင်းပဲပြောပါစေနင်တို့ကမပြောရဘူးငရဲကြီးတက်တယ်ဆိုတဲ့ဟိုလမ်းမားနေတဲ့အမြင်မားနေတဲ့အခုဆရာတော်ဘုရားရေးဖွဲ့ထားလို့ပဲပေါ့နော် င်ကန်းကိုမြင်လိုက်တာနဲ့ကန်းနေပြီးဟိုမပြောရဘူးဆိုတော့ဖိဖိအားရနေပဲဒါကျမတို့ကဖုန်ကြီးရဟန်းတန်ကားတွေကိုဆိုရင်လမ်းမရောက်နေမဲ့လေဒါကျမတို့မပြောခဲ့ရဘူးပေါ့ဟိုစိတ်ထဲမှာလည်းကြင်ညိုမကြင်ညိုတော့ဘူးဒါပေမဲ့လည်းဖုန်ကြီးရဟန်းတန်ကားတွေအိမ်ကိုကြွလာတာတို့အိမ်ချင်းမှာဆွန့်ခိုင်းရတာဆိုလက်အုပ်လေးချီပြီးတော့မှအမေကချစ်ခိုးခိုင်းတဲ့အခါမှာပေါ့နော်တင်ကန်းကိုတော့နင်တို့ချစ်ခိုးရမယ်ဆိုပြီးတော့မှဒါမိဘဘိုးဘွားတွေကလည်းလမ်းမကိုပဲဟို ပြောခဲ့တယ်ပေါ့သူတို့မပြောရဘူးဟိုနတ်ပြည်နဲ့ငရဲပြည်နဲ့ဂျာထဲမှာပုံဖော်နေနေပဲဒီလမ်းမားတွေကိုမပြောနိုင်ခဲ့ဘူးဆိုတာဒါကျမတို့ကဒီလိုမျိုးဖြတ်တန်းခဲ့ရတယ်ပေါ့နော်ဟိုဆရာတော်ဖျားရေးထားတယ်ဒုတိယအပိတ်မှာကျတော့သင်္ကန်းခြုံလွှမ်းထားတော့လမ်းမားဖောက်နေတာလည်းမမြင်လမ်းမားခြောက်နေတာလည်းမမြင်လမ်းမားရောက်နေတာလည်းမမြင်ဆိုပြီးတော့မှဆရာတော်ဖျားရေးဖွဲ့ထားပါတယ် ဒီသင်္ကန်းကိုခြုံထားပြီးတော့ဘုံကြီးရဟန်းတန်ခါတွေကိုတန်ရအောင်လမ်းမဖောက်နေတာပေါ့သူတို့ခြောက်နေတဲ့လမ်းကိုလည်းသူတို့မှားလို့လည်းမှားမှန်းမှားမှန်းမသိဘူးသိနေသူကသင်္ကန်းဆိုတာကိုသင်္ကန်းကိုကာပါယူပြီးတော့မှထပ်ပြီးတော့မှလမ်းမဖောက်တယ်လမ်းမကိုခြောက်နေတယ်ဆိုတဲ့အကြောင်းကိုလည်းဟိုဆရာတော်ကရေးဖွဲ့ထားတာပဲဖြစ်ပါတယ်သင်္ကန်းခြုံလွှမ်းထားတော့အမားဖတ်နေတာလည်းမမြင်ဓမ္မပြတ်နေတာလည်းမမြင် တီလကွက်နေတာလည်းမမြင်ဆိုပြီးတော့တတိယပိတ်မှာရေးဖွဲ့ထားတာဖြစ်ပါတယ်ရှင်။ဟိုတီလမစင်ကျဲပဲနဲ့ဒီတင်ကန်းကိုစင်မြန်းထားပြီးတော့ဒီတင်ကန်းကိုကဘာယူပြီးတော့မှပြက်ချင်တိုင်းပြက်နေတဲ့ရဟန်းတန်ဃာတွေအများကြီးရှိနေတယ်ဆိုတာကိုလည်းဆရာတော်ဘုရားကတိတာထင်ရှားအောင်မြင်သာလွယ်အောင်ရိုးရိုးချင်းချင်းရေးဖွဲ့ထားတာကိုကျမတို့တွေ့ရပါတယ်ရှင်။တင်ကန်းခြုံလွှမ်းထားတော့ဝေဖန်ဖို့လည်းမမြင် င်ဖယ်ဖို့လည်းမမြင်ပြင်မယ်လို့လည်းမမြင်ဆိုပြီးတော့စတုထအပိတ်မှဆရာတော်ကတည်တည်ချာချာလေးကိုထပ်မံရေးဖွဲ့ထားပါတယ်ဝေဖန်ဖို့လည်းမမြင်ဆိုတာကကျမတို့ပြည်သူလူထုတွေပေါ့ဒီတကားတကားမတွေကမဝေဖန်ရဲဘူးအမားကိုအမားလို့လည်းမပြောရဲဘူးပေါ့အဲအဲ့ဒီလိုမျိုးပြောဖို့လည်းအခွင့်အရေးတရားမပေးခဲ့ဘူးဒါလူကြီးမိဘတွေရဲ့စုံမတွင်တင်မှုနဲ့အများကြီးဆိုင်ပါတယ်ဟိုဝေဖန်ဖို့လည်းမမြင်ဆိုတာက ဝေဖန်မြင်တော့မြင်တယ်ဒါပေမဲ့မဝေဖန်ရဲဘူးအဲအဲ့ဒီမှာပဲဟိုဟာတင်လဲကန်ငါလဲကန်သူလဲကန်ဆိုပြီးတော့မှဆရာတော်ဘုရားကထက်ဆင့်ပြီးတော့မှနောက်ဆုံးအပိတ်လေးမှာရေးဖွဲ့ထားပါတယ်တင်ကန်းရဲ့အနှစ်သာရမြင်အောင်မကြည့်နိုင်သမျှတော့စင်မြန်းထားတဲ့အတွင်ဆန်းလောက်ပဲမြင်တင်လဲကန်သူလဲကန်ငါလဲကန်းနေအောင်ပါပဲအစင်းဆိုပြီးတော့မှကြပြလေးကိုအဆုံးသတ်ထားတာကိုတွေ့ရပါတယ်ရှင်။ ဒီကဗျာလေးကိုဖတ်မိပြီးတဲ့အခါမှာဒီလိုမျိုးခင်နာစနစ်နာခစ်ပြက်စနစ်ပြက်ကြီးထဲမှာမှဒီတန်ကတော့အများစုဟာပြက်စီးလာကြတာမဟုတ်ပါဘူးပေါ့နော်ဒါကျမတို့ငငယ်ကနန်းကလည်းဒီလိုမျိုးဝိညာဉ်နဲ့မညီတဲ့တန်ကတော့တွေကအများကြီးရှိပါတယ်မီဒီယာခစ်အင်တာနက်ခစ်မဟုတ်တဲ့အခါမှာတော့ဟိုညံ့များဆဆမသိနိုင်ဘူးပေါ့ကိုမျိုးကိုရွာမှာပဲဝိညာဉ်နဲ့မညီတဲ့ဖုန်ကြီးဟန်တန်ကတွေရှိတယ်လို့ကကိုကထင်ခဲ့တာတကယ်တမ်းကျတော့ဟိုခစ်အဆက်ဆက်ကနန်းကိုက အကျင့်တီလာပြက်ကွက်နေတဲ့တန်ခါတွေအများကြီးရှိတယ်ဆိုတာကို သိတာမြင်သွားလွယ်အောင်တို့ဆရာတော်ကဒီလိုလေးရေးဖွဲ့ထားခြင်းပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ဒီလိုဓမ္မတရားတွေဓမ္မတရားစစ်စစ်ကိုသိမြင်ပြီးတော့တီလာအကျင့်တီလာနဲ့ပြည့်စုံနိုင်တဲ့တန်ခါယဟန်တန်ခါတွေအများကြီးရှိနိုင်ပါစေ။တာသနာစစ်စစ်ကိုဆောင်ထိုင်နိုင်ပါစေဆိုပြီးတော့မှကျမကတော့ရည်ရွယ်ပြီးတော့မှပဲဒီကပြလေးကိုဖတ်ပြရင်းနဲ့ဒီကုံရှုပ်အပ်ပါတယ်ရှင်။ ျမနဲ့အတူနားဆင်ခံစားပေးကြတော့မိဘပြည်သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။